အားလုံးပဲမင်္ဂလာပါ Villian Nawan တို့ကနေကြိုဆိုပါရစေကျွန်တော်တို့အားကပါဒီတစ်ခါလူချင်းမင်းတို့ကို brand new 0 kilo ကားအစ်ကြီးနဲ့မိတ်ဆက်ပေးပါမယ်ဒါကတော့ mini defender လို့လူသိများတဲ့ကြက်တော့ T2 ပဲဖြစ်ပါတယ်ဒီကားလေးကိုမပြောခင်မှာကျွန်တော်နဲ့အတူတူ key remote design လေးကိုကြည့်လိုက်ရအောင်သူက key remote design က hexagon shape ကိုဖန်တီးပေးထားပြီးတော့သူ့ရဲ့အရှိတ်ဘက်မှာဆိုရင်တော့ jet dot travel ဆိုတဲ့စာလမ်းလေးပါမယ်ကြောဘက်မှာဆိုလို့ရှိရင်တော့အပေါ်မှာ auto start cloud အောက်ဘက်မှာကာဂိုဖရင့်ပိတ်ကလုတ်ပါဝင်ပြီးတော့ညာဘက်မှာတော့အန်လော့ကလုတ်ဘဲဘက်မှာလော့ကလုတ်လေးကိုထည့်သွင်းပေးထားပါဗျ။ကီကလာအနည်းနဲ့ဆိုရင်တော့သူကနှစ်ယောင်လာပါတယ်အဖြူနဲ့အမဲလာပါတယ်။ဆိုတော့ကျွန်တော်တို့တူတူကားလေးကိုတစ်ချက်ကြည့်လိုက်ရအောင်။ဒီကားလေးက2.0တာဘိုအင်ဂျင်ကိုမှ 7speed dual clutch transmission အသုံးပြုပေးထားပါတယ်။အရှိမဆိုလို့ရှိရင်တော့ချက်တော့စာတန်းလေးကိုမှ LED light လေးထည့်သွင်းပေးထားပြီးတော့အလယ်မှာ940ကင်မရာ highlight ကိုပြောရမယ်ဆိုလို့ရှိရင်တော့ LED projector highlight ကိုအသုံးပြုပေးထားပြီးတော့ daytime running light ကတော့ Sonaka key shape design ကိုပဲ hexagon shape လေးဖန်တီးပေးထားပါတယ်။အောက်ဘက်မှာဆိုလို့ရှိရင်တော့ four lamp Sonaka အနေနဲ့ကတော့အရှိန်မှာ လေးလုံးပါဝင်ပါတယ်။ဒီနေရာမှာဒီကြိတ်လေးကိုတော့လူကြီးမင်းတို့ကကားဆွဲတဲ့ကြိတ်လို့ထင်ကောင်းထင်နိုင်ပါတယ်။ဒါကတော့ကားဆွဲတာမဟုတ်ပါဘူး။အလားတက်ဆင်ပေးထားတာပါ။ဒီဘက်ဘေးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ hand grip ပါ။ ဟန်ဂရီကကြတော့ offroad car တစ်စီးပြီးပြီးသူကချစ်ချစ်လေးလေးရှိတယ်အာကျွန်တော်တို့အပေါ်မှာကင်ပြီးတော့အမှန်တွေပါတုတ်တဲ့ခါမှလည်းအရှင်ပြေတယ်ပြီးတော့ဒီအောက်ဘက်ကဒီဇိုင်းပါသူကတော့ဒီ overflow ကိုတော့ matte color လေးအသုံးပြုပေးထားပြီးတော့ဒီဟာကတော့ LED မီးမဟုတ်ပါဘူးအလားတက်ရှင်ပေးထားတာပါအလွိုင်း side ကတော့20လက်မဖြစ်ပြီးတော့သူ့ရဲ့ design က off road ဆန်ပြီးတော့ sporty look ကိုလည်းရတယ်အာ tire pressure monitoring system ကိုလည်းထည့်သွင်းပေးထားပါတယ်အရှိဘက်မှာဆိုရင်တော့သူက မက်စ်ပါဆန် independent suspension ကိုအသုံးပြုပေးထားပြီးတော့အနောက်မှာကတော့ Martin Lin independent suspension ကိုအသုံးပြုပေးထားပါတယ်ဆိုတော့ကျွန်တော်လည်းအတူတူကားနောက်လေးကိုတစ်ချက်သွားကြည့်ကြည့်လိုက်အောင်အနောက်ဘက်ဒီဇိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့သူက휘ကာဝါကိုဘောက်စီဆန်ဆန်လေးဖန်တီးပေးထားပြီးတော့အလဲမှာ940ကင်မရာတစ်လုံးထပ်သွင်းပေးထားပါတယ်။အပေါ်မှာဆိုလို့ရှိရင်လည်းနောက်ထပ် back camera ကိုထပ်သွင်းပေးထားပြီးတော့ထေးလိုက် ဘဲဘက်မှာဂျက်တော့စာရန်လေးပါဝင်ပြီးတော့နောက်မီးခွက်ဒီဇိုင်းကတော့ကီရိုမုတ်ကဒီဇိုင်းအတိုင်းပဲဟက်ဇဂွန်ရှိတ်လေးဖန်တီးပေးထားပါတယ်။ဆိုနာအနေနဲ့ကတော့အနောက်မှာလေးလုံးပါဝင်ပြီးတော့တိုတဲဆိုနာကအရှိတ်လေးလုံးအနောက်လေးလုံးရှစ်လုံးပါဝင်ပါတယ်။ကားရဲ့ကာဂိုစပိတ်လေးကိုကြည့်လိုက်အောင်။ကာဂိုစပိတ်ကတော့ သူကခုံနှစ်တန်းပါဝင်ပြီးတော့ခွင်းလိုက်မယ်ဆိုရင်တော့ကြဲကြဲဝုန်းဝုန်းရှိတယ်။ Offroad ကားတစ်စီးဖြစ်တာကြောင့်သူ့မှာပါဝင်တဲ့ဂျိတ်တွေခွင်းနေရလဲ quality ရှိတယ် quality အဆင့်မြင့်တယ်။အာဘယ်ဘက်မှာဆိုလို့ရှိရင်တော့တွဲဖို့ socket လေးအောက်လက်လေးတခုပါဝင်ပြီးတော့ဒီမှာပစ္စည်းထည့်လို့ရမယ့်အာ bucket လေး ပါဝင်ပါတယ်ဒီမှာလည်းကျွန်တော်ဒီဂျိတ်လေးထည့်လို့ရအောင်ကမ်းမင်းတွေပါထွက်တဲ့ခါမှာအဆင်ပြေအောင်လို့ဂျိတ်လေးတွေထည့်သွင်းပေးထားပါတယ်ကားရဲ့ဘေးဘက်အတွင်ပြင်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အပေါ်က roof မှာဆိုလို့ရှိရင်တော့ဒီ grid လေးကိုကာလာနှစ်ရောင်ဆက်ထားပေးတယ်ပေါ်ထားပေးတယ်လှုပ်ထားပေးတယ်ဒီဇိုင်းကလည်းချစ်ချစ်လေးလေးရှိပြီးတော့ luxury look ကိုရတယ် off road တစီရတယ်အာဒီဘက်ကဘက်မှန်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အလေးဒီမီးကြောင်းနဲ့အတူ940ကင်မရာ logo လက်လေးကိုလည်းထည့်သွင်းပေးထားပါဗျာကားထဲဝင်ပြီးတော့ ကြည့်လိုက်ရအောင် Okay ကားရဲ့အတွင်းပိုင်း feeling ကတော့ထိုင်ရတာတက်တော့တက်တာရှိတယ် comfort ဖြစ်တယ်သူက premium quality ကိုအသုံးပြုပေးထားပြီးတော့အာထိုင်ကုန်လေတာကလည်း quality ပဲအဆင့်မီတယ်အဲသူက C motor တွေ C memory တွေ C heater တွေ cooler တွေ driver ဘက်မှာရောဒီ front passenger ဘက်မှာပါအားလုံးပြည့်စုံပါဝင်တယ် steering wheel design ကိုပြပြမယ် စတီယာဝီဒူဆိုင်ကတော့ဆောင်းနာကခီရိုမုတ်ကအတိုင်းပဲဟက်ဆကွန်ရှိတ်လေးကိုဖန်တီးပေးထားပြီးတော့ဘဲဘက်မှာ adaptive cruise control တွေပါမယ်ညာဘက်မှာတော့ volume control တွေပါဝင်ပြီးတော့အလယ်မှာ jet dot drop ပဲဆိုတော့ ခြာရန်လေးပါမယ်ပေါ့နော် logo လေးပါမယ်အရှိတ်ဘက်မှာဆိုလို့ရှိရင်တော့ digital cluster ကိုအသုံးပြုပေးထားပြီးတော့ infotainment screen အဲဒီကောင်ကကြတော့ကျွန်တော်ဒီ vibe command နဲ့ command လုပ်လို့ရတယ်ပြီးတော့ကားနဲ့ပတ်သက်တဲ့ vehicle setting တွေအားလုံးကိုလည်းဒီ infotainment screen မှာပဲ adjust ပြုလုပ်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ဒီကောင်မှာက jewel cluster လေးကိုဒီ round shape ပုံစံလေးဖန်တီးပေးထားပြီးတော့ hand grip တွေကိုလည်းထည့်သွင်းပေးထားတယ်ဂီယာတန်ကတော့တော်တော်အထာကျတယ်ဗျဒီ drive mode dry mode အနေနဲ့ဆိုလို့ရှိရင်တော့သူက9မျိုးပါဝင်ပြီးတော့ eco normal sport mud rock snow နဲ့ ice ဆိုပြီးတော့ dry mode 9မျိုးပါဝင်တယ်အဲ ice mode ဆိုတာကတော့သူကဒီ off road တွေမောင်းတဲ့အခါမှာလမ်းကျန်းတွေမောင်းတဲ့အခါမှာဆိုရင်တော့ဒီ ice mode တွေကအတုံးဝင်နေတဲ့မှာပါတယ်တော့နောက်တစ်ချက်ဒီကောင်းရဲ့ ambrad ambrad ဆိုလို့ရှိရင်တော့သူကရိုးရိုးရှင်းရှင်းပဲအပေါ်နှံတင်လာရုံပဲအလဲမှာခူးပေါက်ပါတယ်အခူးပေါက်ဆိုပေမဲ့သူကလုံးဝကြီးအေးခဲနေတာမျိုးတော့မဟုတ်ဘူးအဲတာမန်လေးအေးပေးထားလောက်တဲ့အနေထားမှာတော့ရှိတယ် ားပါပဲကားရဲ့ညနေချက်မှာဆိုလို့ရှိရင်တော့ rain sensor ကင်မရာလေးကိုထည့်သွင်းပေးထားပြီးတော့ဒီဘက်အပေါ်မှာ စာကြည့်မိနှလုံး panoramic sunroof ဒီကားမှာ Sony speaker 12လုံးအသုံးပြုပေးထားပြီးတော့ airbag အနေနဲ့8လုံးထည့်သွင်းပေးထားပါတယ်။ကားရဲ့အနောက်ဘက်မှာဆိုလို့ရှိရင်တော့ သူကကြကြဝုံဝုံရှိတယ်ခုံနှစ်တန်းပဲဆိုပေမဲ့ဒီလက်ရုံးနေဟက်ရုံးနေကလည်းအဆင်ပြေတယ်နောက်တော့ကကာဂိုစပေးမှာလည်းကျဲတဲ့တယ်ပါတယ်အာအဓိကကဒီမှာတခုပြောရရှိတာကသူ့ရဲ့ထိုင်ရတဲ့ feeling ကလည်းအရှိက driver ကော passenger frog passenger ဘက်မှာမှာထိုင်ရတယ်လို့ပဲ feeling ကအတူတူပဲ comfort ဖြစ်တယ်အာဒီကောင်မှာကကျွန်တော်ဒီ hand grip တွေကတော့တော်တော်များများဝဝေဆဆာကိုအသုံးပြုပေးထားတယ်ဘာကြောင့်လဲဆိုတော့ off road car စီဖြစ်တာနဲ့ညီလိုအပ်မဲ့ထင်တာတွေအားလုံးကိုထည့်သွင်းပေးထားပါတယ်နောက်တစ်ချက် သူက round aircon လေးကိုလည်းအသုံးပြုပေးထားပြီးတော့အောက်ဘက်မှာဆိုလို့ရှိရင် type c အသွင်ပေါက်နဲ့ usb အသွင်ပေါက်လေးတစ်ပေါက် ထပ်ပါပါသေးတယ်။တော့ကဒီကားရဲ့ exterior ရုပ်ထွက်တွေက အတွင်းကန်းက interior function တွေက အကုန်အသေးစိတ်ရှင်းပြပြီးသွားပြီဆိုတော့လူကြီးမင်းတို့အနေနဲ့ဒီကားလေးကိုစိတ်ဝင်စားလို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Bilan Awan showroom ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရစေ။ showroom လိပ်စာလေးကတော့အမှတ်6 16ရပ်ကွက်အမိုးကောင်းလမ်းရန်ကင်းမြို့နယ်မှာတည်ရှိပါရစေ။အနည်းချက်ဆုံးလမ်းညွှန်ပေးရမယ်ဆိုရင်တော့ဘေးကရွှေကောင်းဟော့ပေါ့ရှိမယ်။အရှိမာတော့မှတ်တမ်းရုံးမှတ်တမ်းရှိပါတယ်။ ဆိုတော့လူကြီးမင်းတို့ကကားကိုအစ်စ်ပဲဖြစ်ဖြစ် brand new 0ကီလိုဝယ်ချင်တာပဲဖြစ်ဖြစ် used car တွေဝယ်ယူချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ billion dollar showroom ကိုလာခဲ့လို့ရပါတယ်ပထမဦးဆုံးကနအူထောင်းပေးမယ်30ရာခိုင်နှုန်းပေးသွင်းပြီးတော့9နှစ်အရစ်ကြာဝယ်ယူလို့လည်းရမှာပဲဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အာကာပါနောက်ဗီဒီယိုတွေပါပြန်တွေ့ကြတာပါ